ဒွေမျိုးမှာစေဟုတ်တယ်ပြီးတွေ့သွင်းကိုတာရမယ့်လူနာချို့ဝေချေပေးပြီးတွေးရှာရတယ်လို့မြို့ခံတွင်နေသွေးအလိုရှင်အတင်းတွေစီကစုံစမ်းတရားပါတယ်ပုဂလိကစေဟုတ်အစိုးရစေဟုတ်အနေဝင်ချင်းတွေမှာကျစားနေတယ်တွေးရှာပွေပြီးတဲ့အဖွဲတစ်ဖွဲစီကတွေ့တယ်လို့ရရှိဖို့အတွက်ဝေကျတေကနံပေးရတယ်လို့တရားပါတယ်မေလပထမပတ်မှာလူနာတအူတွေသွေးတပနေရရှိဖို့အကူအညီ တောင်းခံခဲ့ရ ဝိကျတတိကျော်ကိုကြခဲ့တဲ့ကြောင်းကိုရင်ကြိုရတဲ့မျိုးကံကပြောပါတယ်အစိုးရဇေယျအပါဝင်ဇေယျများမှာလူနာရီတွေးလို့အရင်ကိုတိုင်းရှာဖွေကြပြီးအဲ့ဒီအဖွဲ့ကတွေးလို့သူပေဖို့လောက်ချေဆဲလိရှိကတွေးရရှိရင်စားရတွေပေးပြီးငွေကြေးတောင်းယူတဲ့လို့ကိုတိုင်းကြိုရသူတွေကပြောပါတယ်ဒီလိုအတဲလူနာပေးရတဲ့ငွေကြေးဟာစားရတဲ့ဆိုရင်ကျ2000နဲ့အထက်မှရှိတယ်လို့စုံစမ်းသိရပါတယ်အဲ့ဒီအဖွဲ့ဟာ ရင်းနှီးအချို့နဲ့ပုံမှန်ခြေဆက်လုကပြည်တွင်းကိုရမယ့်ဒုနာတွေအပေါ်ငွေကြေးတောက်ခံနေတဲ့တို့ရဲ့ဈေးဥတောင်းရင်ရှိသူတွေကလည်းအကြိမ်ကြိမ်သတိပေးခဲ့ဖို့တွေလို့ဂျမိုင်းဝင်တန်အတိုင်းဝိုင်းစီကစုံစမ်းသိရပါတယ်။အဲ့ဒီအဖွဲ့အစည်းအနည်းဝန်ကျမှကျစားနေတာဟာတနည်းလောက်ရှိပြီလို့သိရပါတယ်။ပြည်သူ့ရှင်အဖွဲ့လိုအယောင်ဆောင်ထားတဲ့အဖွဲ့ဟာပြည်သူ့စေဟုပုဂလိကစေဟုတွေနာမကျစားလေးရှိပြီ ဒေလိုအပ်တဲ့လူနာတွေကိုပြန်မှထားလာတာကြောင်းမြုပ်ခံသွေးလူရှင်အဖွဲ့အစည်းတွေပါလှုပ်ထွေးပြစ်တင်ပြောဆိုခံရတယ်လို့ဒေါ်ရင်မျိုးပေါ်ကသွေးလူရှင်အတင်းတင်းတာဝန်ရှိသူကပြောပါတယ်အတင်းအနေနဲ့လူနာရှင်ကသွေးလူရှင်ကိုစေတနာနဲ့ကျွေတဲ့အချိုကြီးပူနေအစားတောက်အချိုကလွေပြီးဝင်ကြီးတစိုးတရားရယူတာမရှိသလိုယူခွင့်လည်းမပြုထားဘူးလို့ဆိုပါတယ်26ကျင်းမြောင်သွေးလူထားဖို့ရဲ့ တို့ဝေမျိုးကံတို့အလူရှင်အမျိုးသားတူကလေးလူနာရှင်ဖက်ကအာဖိအစာ အချိုရီပူစရာတွေပေကန်တာကိုလက်ခံတာကလွေပြီးငွေကြီးရယူတာမျိုး မရှိဘူးလို့ဆိုပါတယ်တို့ဝေမျိုးပေါ်မှာတွေ့လို့ရှင်အတင်းဖွဲ6ဖွဲတဲ့မနေ့ရှိပြီးလူနာရှင်စတင်နာနဲ့လှူတဲ့ငွေကြီးမျိုးကိုသာလက်ခံနေရှိတယ်လို့တို့အလူရှင်အတင်းတောင်းရှိသူအချို့ကပြောဆိုကြပါတယ်